بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجيزو دونه جنرو تعليم القرآن مولمع بي تنتوى إسلام بنية چه أمي في السيزن أبعين تيا چوسة كنگو تنسة تولن بي نبي في باره دي پا ماله جنرو زيگو بيبو كيره ميگون ريته ميگون چوكو گو بي جنرو ويچه تاواره အဲ့ဒီမိဘုံတွေကိုဖြေချပေးမဲ့ဆရာနှစ်ပါးကိုလည်းဖိတ်ကြားထားပါတယ်။တပါးကတော့ကျွန်တော်တို့ကျောင်းတော်ကြီးရဲ့ဟာဒီစ်အတန်းပြဆရာတဦးဖြစ်တဲ့ဟဇရတ်မော်လနာမူဖတီအူဘိုင်ဒူလာကာစီမီဆာဟီဘဖြစ်ပါတယ်။နောက်တစ်ပါးကတော့ကျွန်တော်တို့ကျောင်းတော်ကြီးရဲ့ဟာဒီစ်အတန်းပြဆရာတဦးဖြစ်တဲ့ဟဇရတ်မော်လနာမူဖတီဟူဇိုင်ဖာကာစီမီဆာဟီဘဖြစ်ပါတယ်။ပထမမိဘုံကိုတော့ဆရာဟူဇိုင်ဖာကဖြေချပေးမှာဖြစ်ပါတယ်။ ဝလီမာဒါဝတ်ပဲဖြစ်ဖြစ်အခြားအန်ဒါဝတ်တွေပဲဖြစ်ဖြစ်တချို့လူတွေကကြွကြအဲ့တို့ဖောဖာတို့နဲ့အဲ့ဒီမှာစားဖို့ချထားပေးတဲ့စားဆရာတွေကိုထဲယူသွားတာမျိုးလုပ်ကြပါတယ်ဆရာတရားတော်အရာအဲ့ဒါဘယ်လိုရှိပါတယ်လဲဆရာနာမဒူဟူဝနုဆလီအလာရာဆူလီဟီလ်ကရီမ်အမ္မာဘတ်မြားတော်အဖြစ်ကျွန်တော်တို့ဒါဝတ်အိမ်ဒီမှာ ဖိတ်ခေါ်ကျွေးမွေးတာကဒါဖိတ်ခေါ်ခြင်းခံရတဲ့လူကိုဒီအင်ရှင်ဒါဝတ်ရှင်ဘက်ကနေပြီးတော့စာခွင့်တောက်ခွင့်စာတုံးခွင့်ပေးတဲ့သဘောဖြစ်ဒါကိုတရားတော်အရဆိုရင်ဒါအီဘာဟတ်အီဘာဟတ်လို့ခေါ်တယ်အဟ်လာလို့ခေါ်တယ်စာခွင့်ပေးတဲ့သဘောအဒီဒစ္စကမအဒီသမင်းစာဝိုင်းမှာကိုရှိနေတဲ့အချိန်မှာ ဘလောက်စားနိုင်လဲစားနိုင်လောက်ကိုစားဝတာကုတွဲဟလာလ်ဖြစ်တာဒါတမလီမခေါ်ဘူးဒါကိုကိုအင်ရှင်ကဒါဝတ်ရှင်ကအပီးအပန်ပေးလိုက်တာမဟုတ်တမလီမဟုတ်တဲ့ပုံမှာဦးနာလိုဒီဒစ္စတခံကအစားတောက်တွေကိုပါချက်ထုတ်မဲ့ကိစ္စရောအင်ရှင်ရဲ့ခွင့်ပြုချက်ပြန်ယူရအင်ရှင်ရဲ့ခွင့်ပြုချက်ယူရမယ် ဘဝစားမနိုင်ဘူးနည်းနည်းပပပဲစားဖြစ်တယ်အဒီပေါ်မှာအိမ်ချင်းကိုပြောပြတဲ့အိမ်ချင်းကခွင့်ပြုတဲ့အိမ်ချင်းကပါချက်ထုတ်ခွင့်ပေးတယ်ဆိုတော့တမလီဖြစ်သွားပြီဒါအပြီးအပန်ပေးတာပြောပါပြီအဒီပုံစံဆိုရင်ယူလာလို့ရပန်ချင်းခွင့်ပြုချက်မရှိဘဲနဲ့တော့ကိုယ့်အကူထုတ်လာလို့မရဘူးဒုတိယမိဂုံကိုတော့ဆရာအိုဘိုင်ဒူလာက ဖြေချပေးမှာဖြစ်ပါတယ်။ရွှေမျိုးအဆက်ဖြတ်ခြင်းက ဂੁနာကပိရာလာဂੁနာဆွဂီရာလာဆရာရွှေမျိုးတွေကအယံကိုစိတ်ဒုက္ခပေးကြပြီးလုံးဝနားလည်မှု မရှိကြဘူးဆိုရင်လေအဆက်ဖြတ်ခြင်းကဂੁနာပဲလားဆရာဘစ်မ illah ရာဟ်မန်ရာဟီမ်ဟာမီဒွန်ဝမူဆလီယာဝဘီလာဟီတောဖီဘအဲ့တော့ဆွေမျိုးအဆက်ဖြတ်ခြင်းဆိုတာကျမ်းတော်မြတ်ကုရ်အာန်နဲ့အဒီသ်စတိုရီကိုထောက်ရှုပြီးတော့ တည်ရှိရတာကတော်တော်ကြီးကျယ်တဲ့ဂုဏတစ်ခုဖြစ်တယ်ဂုဏကက်ပီတာဖြစ်တယ်ဒါအလ္လာဟ်မနှိမ့်မြို့တဲ့လောက်ရဖြစ်တယ်ဟာဒီသ်တော်မတ်တမန်နဆလလောအလိဝဆလမ်အမေရှိတယ်ဆွေမျိုးအဆက်ဖြတ်တဲ့သူဟာဂျန်နတ်ဂျန်နတ်ဒုက္ခဘုံကိုဝင်ရောက်ဆံမြန်းရမှာမဟုတ်ဘူးဆိုပြီးတမန်နဆလလောအလိဝဆလမ်အမေရှိတော်မူထားတယ်အဲ့လိုပဲတိရမီစီတဲ့ရေဝါယက်တစ်ခုမှလာတယ်တမန်နဆလလောအလိဝဆလမ်အမေရှိတယ်အလ္လာဟ်တာလာအမေရှိတော်မူတယ်အနလ္လာဟ်ငါဒီအလ္လာဟ်ဖြစ်တယ် ငါဒီရဟမန်ဖြစ်တယ်ငါဒီရဟမန်ဖြစ်တယ်ငါအရှင်မြတ်ဒီဆွေမျိုးတော်ဆက်ခြင်းကိုဖန်ဆင်းတော်မူထားတယ်ငါအရှင်မြတ်ဒီဆွေမျိုးတော်ဆက်ခြင်းကိုဖန်ဆင်းတော်မူထားတယ်ရှေ့ဆက်ပြီးအရှိမတမန်တော်ဆလလောအလိဝဆလမ်အမေရှိတယ်ဘယ်သူဟာဆွေမျိုးကိုဆက်မယ်အဲ့ဒီသူနဲ့ငါအရှင်ဆက်မယ်ဘယ်သူဟာဆွေမျိုးကိုဖြတ်မယ်အဲ့ဒီသူနဲ့ငါအရှင်ဖြတ်တော်မူမယ်ဆိုပြီးအလ္လာတာလာအမေရှိတယ်ဆိုပြီးဟာဒီသ်တော်မှာတမန်တော်ဆလလောအလိဝဆလမ်အမေရှိတော်မူထားတယ်အဲ့တော့ဘယ်သူကိုအလ္လာဖြတ်ပြီး ဘယ်သူနဲ့ပတ်သက်ပြီးအလာကမိမိနဲ့အဆက်ဖြတ်ပြီးအဲ့ဒီလူရဲ့ထေကာနာဟာဂျဟန်နမ်ဆိုတာဒါတည်ချသွားပြီဒါဆွေမျိုးဖတ်ခြင်းရဲ့ဒါတော်တော်ဆိုးရွားတဲ့ဒါဆိုးကျိုးတစ်ခုဖြစ်အဲ့လိုပဲဟာဒီစ်တော်တည်းမှာတမန်တော်ဆလ္လာလဟ်အလัยဝဆလမ်အမေရှိတယ်အချင်းသူမှာဒီဝတ်စ်ဖဲ၃ခုရှိမယ်ဒီအယေချင်း၃ခုရှိမယ်ဆိုရင်အဲ့ဒီလူနဲ့ပတ်သက်ပြီးကယာမတ်နေ့မှာအလ္လာတာလာစည်ရင်အင်းစစ်စင်မှုကိုလွယ်ကူစေမယ်အဲ့လိုပဲအလ္လာတာလာမိမိရဲ့ရဟမတ်နဲ့အဲ့ဒီလူကိုဂျန်နတ်ထဲကိုဝင်ရောက်စေမယ် အဲ့ဒီ what's fit တော့ဘူးကဘာလဲဆိုတာနဲ့ပတ်သက်ပြီးတမန်မဆလ္လာလာအလัยဝဆလမ်အမေရှိတယ်ဘယ်သူကမိမိကိုမဟရူမ်လုပ်မယ်လက်မဲလုပ်မယ်အဲ့ဒီသူကိုပေးကမ်းပါဘယ်သူဟာမိမိပေါ်မှာဇလုံလုပ်တယ်အဲ့ဒီသူကိုမာဖ်လုပ်မယ်ခွင်းလုပ်မယ်ဘယ်သူဟာမိမိနဲ့အဆက်အသွယ်ဖြတ်မယ် အဲ့ဒီလူကိုအဆက်အသွယ်ထားမယ်ဒီ worst threat သုံးခုဘယ်သူမှရှိမယ်အဲ့ဒီလူကိုအဲ့ဒီလူကိုအလ္လာဟ်တာလာဒီမနက်ဖြန်ကယာမတ်နေ့မှာဆင်းရဲစစ်ဆေးမှုကိုလွဲကူစေမယ်မိမိရဲ့ရဟမတ်နဲ့ဂျန်နတ်ထဲကိုဝင်ရောက်စေမယ်ဆိုပြီးဟာဒီသ်တော်မှာတမန်တော်ဆလ္လာလာဟ်အလัยဟိဝဆလမ်အမေရှိတော်မူထားတယ်အဲ့လိုပဲကျမ်းတော်မြတ်ကုရ်အန်အဲအာယတ်တော်တွေအဲ့လိုပဲဟာဒီသ်တော်တွေကိုထောက်ရှုခြင်းအပြင်သိရှိရတာကပါလဲဆိုတော့ ဒုနီယာမှာဒီလိုဂုဏနှစ်ခုတာတော်တော်ပဲပြင်းထန်တယ်အဲ့ဒီဂုဏရဲ့အဇာဘကိုအဲ့ဒီဂုဏရဲ့ပြစ်ဒဏ်ကိုဟောဒီဒုနီယာမှာလည်းခံစားရမယ်အာခီရတ်မှာလည်းခံစားရမယ်အဲ့ဒီဂုဏနှစ်ခုကဘာလဲဆိုတော့တစ်ခုကဇွလုံလုပ်ခြင်းတခြားလူတွေပေါ်မှာတခြားလူတွေပေါ်မှာမတရားနိုင်ထက်စီနင်းပြုခြင်းနောက်ဂုဏတစ်ခုကဆွေမျိုးအဆက်ဖြတ်ခြင်းဒီဂုဏနှစ်ခုကတော်တော်ပဲကြီးကျယ်တယ်အဲ့လိုပဲဆွေမျိုးဆက်ခြင်းဟာဆွေမျိုးဆက်ခြင်းဟာမိမိတက်တမ်းမှာ ဘာရကတ်ရှိစေတဲ့အကြောင်းခံဖြစ်တယ်မိမိတက်တန်းရဲ့ဘာရကတ်ဒီအကြောင်းခံဖြစ်တယ်ဆွေမျိုးဖြတ်ခြင်းဟာမိမိတက်တန်းကိုတူတောင်းစေခြင်းရဲ့ရိုစီမှာကျင်းမြောင်းကြက်တဲစေခြင်းရဲ့အကြောင်းခံနေဖြစ်တယ်အဲ့တော့ဒီကနေ့သိရှိရတဲ့ဒါဆွေမျိုးဖြတ်ခြင်းဆိုတာဒါတော်တော်ပဲဆိုးရွားတဲ့မကောင်းတဲ့လောက်ရက်တစ်ခုဖြစ်တယ်ဒီလောက်ရက်ကိုကျွန်တော်တို့ရှောင်ရမယ်ဆွေမျိုးဆက်ဖို့အတွက်ကျမ်းတော်များကုရ်အန်ထဲမှာမြောက်များစွာသောနေရာတွေမှာအလ္လာဟ်တအလာအမိန့်ရှိထားတယ်အဲ့တော့ အလ္လာဟ်ရဲ့ရီဇာမန်ဒီကိုထောက်ထားပြီးတော့ကျွန်တော်ဟာကျွန်တော်ကိုမကောင်းတဲ့ဆွေမျိုးသားချင်းတွေကိုလည်းကျွန်တော်ဘက်ကအကောင်းနဲ့တုတ်ပြန်ပြီးဆွေမျိုးဆက်မယ်ဆိုရင်အထက်မှာတင်ပြခဲ့တဲ့ဟာဒီစ်တော်တွေမှာလာရှိတဲ့ဖဇီလတ်တွေကိုကျွန်တော်ရရှိမှာဖြစ်တယ်။နောက်ဆုံးဆွေမျိုးတွေကကျွန်တော်ကိုဒုက္ခအယံပေးတယ်။တို့နဲ့ဆက်ဆံခြင်းမှာတို့နဲ့အဆက်ထားခြင်းမှာကျွန်တော်တို့ကနှုတ်ဆန်တွေအများကြီးရှိတယ်ဆိုရင်အဲ့လိုအခြေအနေမှာဖိကာပညာရှင်တွေအမိတ်ရှိတယ်။အဆက်လုံးဝအဆက်ဖြတ်ပိုင်ခွင့်တော့မရှိဘူး။ကျွန်တော်တို့အချင်းချင်းမှာဆက်နွယ်မှုကိုပေါင်းတင်ဆက်ဆံမှုကိုဆက်ဆံမှုကိုရှော့ချလို့ရတယ်။ လမ်းမှာသူ့ရင်မခေါ်မပြောနေတော့တဲ့အနေအထားမျိုးဆလာမပေးနိုင်တဲ့အနေအထားမျိုးဆလာမယူနိုင်တဲ့အနေအထားမျိုးအဲလောက်မျိုးထိဆွေမျိုးအဆက်ဖြတ်ပိုင်ခွင့်မရှိဘူးတတိယမျိုးကုန်းကိုတော့ဆရာဟူဆိုင်ဖာကဖြေချပေးမှဖြစ်ပါတယ်တားတယောက်တမီးနှစ်ယောက်ရှိပါတယ်ဆရာအိမ်တော်မကြကြသေးပါဘူးသူတို့ကိုအရင်အိမ်တော်ချပေးရမလားဟတ်အရင် လုပ်ရမလားဆရာငွေကြီးကအဲ့လောက်ချမ်းသာသူမဟုတ်လို့ပါဆရာ ဘစ်မ illah ရာဟ်မန်ရာဟိမ်အဲ့တော့တဖက်မှာလည်းဒါရမီတွေနဲ့ပတ်သက်ပြီးဟဒီသ်မှာတမန်တော်ဆောဗလမ်အမေ့ရှိတာတဲ့အရွယ်ရောက်ပြီးဆိုရင်တို့မိဘကအိမ်အောင်ချပေးရအိမ်အောင်အရွယ်ရောက်ပြီးအိမ်အောင်မချပေးလို့ဒီကလေးတွေခုနတခုတစုံဇင်နာတွေပဲဖြစ်သွားရင်မိဘလည်းခံရမယ်ဆိုပြီးတဖက်မှာလည်းလာဒါလည်းတောင်းဝန်တစ်ခုပဲ နောက်တစ်ဖက်မှာဟတ်ကဒါကဒါဣဘာဒတ်တစ်ခုဖြစ်နေပြဌာန်းလာတဲ့အစ္စလာမ်ရဲ့မန္တန်ကြီးတစ်ခုဖြစ်အဲ့တော့နေကာရဲ့တာဝန်နဲ့တာဝန်ထက်ကိုဒီဟတ်ရဲ့တာဝန်ကထိုက်ဝါပြီးဆိုရင်ဟတ်ရဲ့တာဝန်ကထိုက်ဝါပြီးဆိုရင်ပို့ပြီးတော့ဟတ်ရဲ့တာဝန်ကိုပို့ပြီးကျွန်တော်တို့ကဥဒပေးရအဲ့တော့လူတယောက်မှာ

အရင်မှဟတ်ကိုမတော်ဘဲနဲ့ဘုနာအိမ်အောင်ချပြီးတဲ့ကိစ္စတွေသူလုပ်ပိုင်ခွင့်မရှိအဲဟတ်ရဲ့ဇရိတ်စကားသူမနိုင်နေဘူးဟတ်တွားနိုင်တဲ့ဝီကျေးသူမှမတက်ဆွမ်းနိုင်နေဘူးဆိုရင်တော့သူမှဟတ်လက်တောင်းဝန်မရှိဘူးအဲ့ဒီချိန်မှာသူတာဒမီတွေကိုသူအိမ်အောင်ချပြီးလို့ရဟတ်တောင်းဝန်ထိုက်သွားပြီးဟတ်တောင်းဝန်ထိုင်မဲ့ဝီကျေးပိုင်သွားပြီးဆိုရင်တော့ဟတ်ကိုပဲကျွန်တော်တို့ပို့ပြီးဦးစားပေးရမှာဖြစ် ရုထမေကွန်ကိုတော့ဆရာအိုဘယ်ဒူလာကဖြေချပေးมาဖြစ်ပါတယ်ကျွန်တော်ကအိမ်တော်ရှင်ပါဇနီးဖြစ်သူနဲ့လင်မယားအတူနေတဲ့ကိစ္စဆောင်ရွက်ဖို့လုပ်တဲ့အခါအမျိုးသမီးဘက်ကငင်းဆန်တာရန်လုတာတွေမကြမကြကြုံရတော့ကျွန်တော်ခြေလန်းတွေကမကောင်းတာတွေရဲ့ဘက်ကိုရိမ့်ရိုင်လာနေပါပြီဆရာရှရီအက်တရားတော်အရာဘယ်လိုရှိတယ်လဲဆိုတာရှင်းပြပေးပါဆရာဘစ်မီလာဟ်ရာဟ်မန်ရာဟီမ် ရှရီအတ်ကခင်ပွန်းပေါ်မှာအမျိုးသမီးနဲ့ပတ်သက်တဲ့စာဝတ်နေရေးနဲ့ပတ်သက်တဲ့စာရဖြစ်အခြားသောတာဝန်ဝတ္တရားတွေကိုရှရီအတ်ကသတ်မှတ်ထားတယ်လို့ဆိုတော့နီမီးယားပေါ်မှာလည်းခင်ပွန်းရဲ့အမိန့်နာခံမှုနဲ့ပတ်သက်တဲ့တာဝန်ဝတ္တရားတွေကိုလည်းချမှတ်ထားတယ်အဲ့လိုပဲနေကာရဲ့မက်ဆတ်တစ်ခုကပါလဲဆိုတော့ဂျီနာကနေရှောင်းချင်းချင်းမိမိရဲ့ရှာဝတ်ရဲ့ဆန္ဒကိုမပိုင်တဲ့ပုံစံနဲ့ဖြည့်ရှင်းခြင်းကနေရှောင်းချင်နိုင်မှုအတွက်နေကာရဲ့ပုံစံတစ်ခုကို ဒါရှရီယတ်ကတတ်မှတ်ထားပေးတယ်။အဲ့လိုပဲဒါကောင်းယတနာတွေကိုဒါသမီးယတနာရရှိခြင်းဒါဒီရွယ်ချက်တွေရှိတယ်။အဲ့အတွက်ကြောင့်တဦးနဲ့တဦးအပြန်အလှန်မိမိတို့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ကတော့တော်တော်ပဲအရေးကြီးတယ်နေကမှာ။တယောက်ပေါ်မှာတယောက်မိမိတို့ရဲ့ဆန္ဒတွေဖြစ်ပေါ်လာတဲ့အခါမှာရှရီအူဇူရ်ဒဇုံတရားမရှိဘဲနဲ့ရှရီအတ်ကခိုင်လုံတဲ့အကြောင်းပြချက်အဲ့လိုမျိုးရှရီအတ်ကခွင့်ပြုထားတဲ့ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲနဲ့ငင်းဆန်ပိုင်ခွင့်မရှိဘူး။ အထူးသဖြင့်အမျိုးသမီးတွေဟာဒီသ်တော်မှာတမန်တော်ဆလ္လာလာဟူအလိဝါဆလမ်အမေရှိတယ်။အမျိုးသားကမိမိရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်မိမိရဲ့အမျိုးသမီးကိုခေါ်တယ်။အမျိုးသမီးကငင်းဆန်တယ်။အမျိုးသမီးကငင်းဆန်တယ်အဲ့ဒီခါမှာအမျိုးသားဟာဒေါရာနဲ့အဲ့ဒီညကိုသူဖြတ်တန်းလိုက်ရတယ်ပုံဆုံးလိုက်ရတယ်ဆိုရင်လေဟိုမနဲ့မိုးလင်းတဲ့ချိန်ကြီးဖရစ်စတာတွေကဒီအမျိုးသမီးပေါ်မှာလာနဲ့လုံနေတော်မူတယ်ဆိုပြီးတမန်တော်ဆလ္လာလာဟူအလိဝါဆလမ်အမေရှိတော်မူတာ။ဒီအမျိုးသားအနေနဲ့မိကုံးမှာမိထားတဲ့အမျိုးသားအနေနဲ့ နူးညံ့ချိုတာစွာနဲ့ချစ်ခင်ကျင်နာစွာနဲ့မမီရဲ့ဇနီးမယားကိုဖြောင်းဖြားမယ်ပြောဆိုမယ်သူလက်ခံနိုင်အောင် ပြောဆိုမယ်မမီဘယ်လိုမှပြောဆိုလို့မရဘူးဆိုရင်နှစ်ဖက်ဆွေမျိုးထဲမှာဂုံတီရရှိတဲ့ပုံကိုယ်ရှိတဲ့အဲ့ဒီပုံကိုယ်ရဲ့အကူအညီနဲ့ဒီအမျိုးသမီးကိုဖြောင်းဖြားပြောဆိုဖို့အတွက်ကြိုးစားမယ်ဒါလည်းပဲဒီအမျိုးသမီးကလက်မခံဘူးဆိုရင်နောက်ဆုံးရှရီယတ်ကမမီမှာအင်အားရှိတဲ့ဆိုရင်ဒုတိယရှာဒီလုပ်ဖို့အတွက်အခွင့်အရေးပေးထားတယ် ဂုဏတော့လုံးပိုင်ဝင်မရှိမမီရမမီဇနီးမယားကမမီရဲ့ဆန္ဒကိုမဖြည့်စည်းတဲ့အတွက်နာကြာ is ပုံစံပုံစံနဲ့မမီရဲ့ရှာဝတ်ကိုဖြည့်စည်းပိုင်ဝင်မရှိဘူးဂုဏလုံးမယ်ဆိုတော့အဲ့ဒီဂုဏကမမီပုံမှာမဖြစ်မယ်ပစ္စမမေကုံကိုတော့ဆရာဦးဇိုင်ဖာကဖြည့်ချပေးမှာဖြစ်ပါတယ်ဈေးကွက်ထဲမှာကအုတ်ထုပ်တွေပုံစံအမျိုးမျိုးနဲ့တွေ့ရပါတယ်ဆရာအဲ့ဒီပုံစံတွေအားလုံးကစွန်နဲ့နီးကျဖြစ်ပါသလားဆရာဘယ်ဟာမဆိုစောင်းစောင်းစွန်နဲ့တော်နဲ့ကိုက်ညီသွားတာလားဆရာ بسم اللہ الرحمن الرحیم حدیث تو ریاتی آ رہے تمنمیت صلی اللہ علیہ وسلم نے صحابہ رہے میارو آپ سے اٹھو وہ سین لیشی دے اوٹھو پو ما پگڑی لے پاؤں لیشی یم پھانیاں گا اوٹھو تتا وہ سین نہ لیشی دے یم پھانیاں گا پگڑی تتا پاؤں نہ لیشی اور

ဘလို့အုတ်ထုတ်ကဆွန်နတ်ဖြစ်တယ်ဆိုတာလက်ရှိရေကွက်တိမှာလက်ရှိဆိုင်ဒီမှာရောင်းနေတဲ့အုတ်ထုတ်တိတဲ့ကဘယ်အုတ်ထုတ်ပုံစံတစ်ခုကိုအတီတကြဒါကဆွန်နတ်အုတ်ထုတ်ဖြစ်ပါတယ်လို့ပြောဖို့ဆိုတာတော့ဘလို့မှမဖြစ်နိုင်ဘာကြောင့်လဲဆိုအဟာဒီစ်တိမှာကအဲအဂျီတဘုံမှာဆိုဒီလောက်ဒီလောက်တော့ရှင်းပြတာတွေ့ရတယ်တမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်းမ်ရဲ့ဆဝါဘာရီရဲ့အုတ်ထုတ်က အအဝိုင်းဖြစ်တဲ့ဥကောင်းမှလုံးဝကတ်နေဥကောင်းနဲ့လုံးဝကတ်နေတဘောပြောမဲ့ဆိုရင်ဥကောင်းရဲ့အစိတ်ပံအများစုကိုဒီအုတ်ထုတ်ကလွမ်းချုံတာအဝိုင်းဖြစ်တဲ့အဲ့လောက်တော်ဟာဒီတော်နေတိရအဲ့ဒီဒီအဝိုင်းအုတ်ထုတ်မှာပဲလက်ရှိကျွန်တော်တို့ခင်မှာအုတ်ထုတ်အမျိုးမျိုးတွေ့ရအုတ်ထုတ်အထူးတွေ့ရတဲ့ဇာအုတ်ထုတ်တွေ့ရအုတ်ထုတ်အထူးမှာပဲ၃လေးမျိုးတွေ့ရတယ် ဇာဥထုမှာ၃မျိုးတွေ့ရငါးမျိုးဥထုတွေ့ရအဲ့တော့ဥထုလက်ရှိပုံစံဈေးကွက်မှာအမျိုးမျိုးရှိတဲ့အဲ့ဒီဥထုတွေအားလုံးကဒါကျွန်တော်တို့အကာဘီတဦးမို့တဦးကျွန်တော်တို့ပညာရှင်တွေတဦးမို့တဦးဒါရွေးချယ်ထားတဲ့ဥထုတွေဖြစ်တဲ့အဲ့အတွက်ကြောင့်ဘယ်ဥထုပဲမဆိုဒါဝုစင်နဲ့ဆိုရင်ဒါဥထုဝုစင်နဲ့ဒါမုစတဟပ်ဆွန်နတ်အဒါဖြစ်သွားမယ်ဘိုလ်လိုမျိုးဥထုပုံစံတစ်ခုတည်းကိုပဲ ဒီဥထုကစွန်တ်ဖြစ်တဲ့ဟိုဥထုကစွန်တ်မဟုတ်ဘူးဆိုပြီးပြောဖို့ကတော့တော်တော်လေးခက်ခဲစထမမေကွန်ကိုတော့ဆရာအိုဘိုင်ဒူလာကဖြေချပေးမှဖြစ်ပါတယ်။တားဖြစ်သူကအိမ်တမက်အဖြစ်နဲ့ရောက်ခမအိမ်မှာပဲနေလာတာ6လလောက်ရှိပြီဆရာ။မိခင်ဆုံးပါတာတော့မိဘအိမ်ကိုလုံးဝမလာပါဘူး။မိဘနဲ့လုံးဝအဆက်အသွယ်ဖြတ်ပြီးနေတာပါ။ အဲ့လိုသားဟာတရားတော်အရာအမွေစက္ကန့်ပိုင်ခွင့်ရှိပါသလားဆရာဘစ်မီလာဟ်ရဟ်မန်ရဟီမ်ရတာတမီကမိဘနဲ့ဆက်ဖြတ်ပြီးနေတာဒါရှရီယတ်ကတည်းကမပြုပိုင်တဲ့ကိစ္စပဲကျွန်တော်မြတ်ကုရ်အာန်မှာအဲ့လိုပဲဟာဒီသ်တော်တွေမှာမိဘနဲ့ပတ်သက်ပြီးမိဘကိုခစ်မတ်လုပ်ဖို့မိဘကိုကောင်းစွာဆက်ဆံမှုဒါရှရီယတ်ကတုံတင်အဲ့တော့ကျွန်တော်ဒါမိဘနဲ့ဆက်ဖြတ်ခြင်းကဒါကကုနာတီးတန်းတစ်ခုဖြစ်တယ် အမွေကိစ္စနဲ့ပတ်သက်ပြီးမေးထားတာအဲ့တော့အဲ့ဒီလူကအမွေရထိုက်သလားမရထိုက်ဘူးဆိုတာသိရမရထိုက်ဘူးဆိုတာလားဆိုတာကတော့အမွေကနေလက်မဲဖြစ်စေတဲ့ရေဘူးရအနေနဲ့အကြောင်းအချက်၄ခုရှိတယ်နံပါတ်၁အမွေစားအမွေခံကအမွေရရမဲ့ပုံကူကအရွယ်ရောက်ရောက်ပြီးသားပုံကူဖြစ်မဲ့အဲ့ဒီပုံကူကဘလူစီကအမွေရမဲ့အဲ့ဒီပုံကူကိုမတရားတဲ့ဖြစ်သူတတ်ဖြတ်လိုက်မဲ့ဆိုရင်သူဟာအမွေကနေလက်မဲဖြစ်သွားအဲ့လိုပဲနံပါတ်၂အမွေရမဲ့ပုံကူဒီကျုံဖြစ်နေမယ် ကျွန်ဖြစ်နေမယ်ဆိုရင်အဲ့ဒီပုံကိုဒီဘလူးစီကအမွေရမယ်အဲ့ဒီသူရဲ့အမွေကနေသူလက်မဲ့ဖြစ်မှာဘာကြောင့်ဆိုတော့ကျွန်ကဘယ်ရာမှမပိုင်ဆိုင်ဘူးကျွန်ကမာလစ်မဟုတ်သူပိုင်ဆိုင်တဲ့ရာအလုံးသူရဲ့တခင်ပိုင်အဲ့တော့သူ့ကိုအမွေပေးလိုက်မယ်ဆိုရင်အဲ့ဒီအမွေတအားလုံးကတခင်ပိုင်တော့မယ်အဲ့တော့အမွေနဲ့မထိုက်တန်တဲ့လူစီကိုဒီအမွေရောက်ရှိသွားမယ်အဲ့တော့ကြောင့်ကျွန်ဖြစ်ချင်းဒီအမွေကနေလက်မဲ့ဖြစ်စေတယ်အဲ့လိုပဲ اختلاف دینائن လို့ခေါ်တာသာသနာမတူခြင်းအမွေ ရရှိမဲ့ပုံကိုနဲ့ဘရူးစီကနဲ့အမွေရမယ်အမွေရရှိမဲ့ပုံကိုအဲ့ဒီနှစ်ဦးရဲ့ကြားထဲမှာသာသနာမတူဘူးအမွေရရှိမဲ့ပုံကမွတ်စလင်ဖြစ်နေတယ်သူဘရူးစီကအမွေရမယ်အဲ့ဒီပုံကကာဖီဖြစ်နေတယ်ဆိုရင်လေဒီချက်ကအမွေရနဲ့လက်မဲ့ဖြစ်စေတို့မဟုတ်ပြောင်းမြန်အမွေရမဲ့ပုံကကာဖီဖြစ်နေတယ်အမွေပေးမဲ့ပုံကမွတ်စလင်ဖြစ်နေတယ်ဆိုရင်လည်းသာသနာမတူညီတဲ့ပုံမှာရှရီယတ်ကအဲ့လိုပုံကမျိုးကိုအမွေကနေလက်မဲ့ဖြစ်နေတတ်ပါတယ် နောက်တစ်ခုကတော့ ikhtilafi darain ဒါကတော့မုဆလမန်ရဲ့ဟတ်မူဒါကာဖရ်နဲ့ပတ်သက်ပြီးတော့မုဆလမန်ကတော့အကျုံးဝင်ဘူးတိုင်းပြည်မတူဘူးအဲ့ဒါအဲ့ဒါမျိုးဆိုရင်လည်းအမွေကနေလက်မဲ့ဖြစ်စီတယ်အဲ့တော့ဒီအမွေကနေလက်မဲ့ဖြစ်စီတဲ့အချက်ဒီထဲမှာဒီမိဘနဲ့တအားလွတ်ဖြတ်တောက်တဲ့အတွက်ကြောင့်ဒီအချက်ကိုမတွေ့ရအောင်အဲ့တော့ဒီပုဂ္ဂိုလ်ကအမွေရမှာဖြစ်တယ်အလ်ဟမ်ဒူလ illah အခုလိုဖြစ်ကြပြီးသွားတဲ့ဆရာနှစ်ပါးစလုံးကိုအလ္လာဟ်ဆူဘဟာနဝတအာလာ ဒုနယာအာခိရတ်နထာနာစလုံးမှာဂျဇာယီခိုင်ကောင်းတော်အစာ ချီးမြှင့်တော်မူပါစေကြီးစုနားဆင်နေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်ဆူဘဟာနာဝတအာလာလက်တွေ့အမလုံးနံနဲ့တော်ဖီဆွမ်းအားချီးမြှင့်တော်မူပါစေအင်ရှာအလ္လာဟ်ဒီတပတ်တော့ဒီလောက်ပါပဲလာမယ့်ပတ်မှာပြန်လည်ဆုံကြီးကြမှာဖြစ်ပါတယ်အစ္စလာမုအလัยကွမ်ဝါရဟမတ်တူလာဟီဝါဘာရကာတူ